ရွေးကောက်ပွဲဝင်ပြိုင်မယ်ခွေးတိုးပေါက်ကတက်လာတဲ့ခင်မကောင်းချင်းမင်းအောင်လိုင်းရဲ့ကွန်တုံးနေပြောမယ်ဆိုရင်မင်းအောင်လိုင်းလွတ်တော်တယ်မှာလူမရှိမှာတော့မင်းတို့ဝန်ထမ်းရင်လည်းကောင်းထိုင်မရင်းကောင်းထိုင်မလားစိုက်ကားသမားထိုင်မလားလိမ့်ပိုင်းဆိုင်ရာတွေမရင်းကောင်းနေထိုင်မလားနော်အမျိုးတွေမင်းရတဲ့မင်းအုပ်စုမင်းအောင်လိုင်းဒီဒီချန်ထက်ထက်ခံတက်တက်ခံနော်ဘူးလက်လာစီခင်ရီဒီပုံမှန်တွေအကုန်လုံးဒါရန်ကုန် PDF ကတော့ဒါထုတ်ပြန်လိုက်ပြီးပဲဖြစ်ပါတယ်အားလုံးပဲမင်္ဂလာပါဒီကနေ့မှာတော့ပြီးသုံးလုံးပါတီဒေါ်တက်တက်ခိုင်အားမြို့ပြယူကြီးတက်ဖွဲ့ကပြစ်မိတ်ပေးလိုက်ကြောင်းပြောလာသည်မို့ အဆုံးထိနားဆင်ဝေဖန်တုံးတက်ပေးသွားကြပါဦးခင်ဗျာနော်မနေ့ကတော့ဒါကျန်းဖို့နော်ရုံကျန်းဖို့ရုံကိုလက်ပြပုံနှလုံးနဲ့ပြကျွေးလိုက်တယ်ကျန်းဖို့ကကောင်းနေဘာတွေဖြစ်ကုန်လဲတော့မသိဘူးနော်ဒါမျိုးလုပ်ပြီးတော့တတိပေးလိုက်တယ်ဟုတ်ပြီနော်ဒါ6နံမုံနော်ဒီတတ်တက်ကံတတ်တက်ကံဘာပြောလဲဆိုတော့သူကကြောက်တိုင်ပို့6တဲ့တယ်အမှန်ဒါမျိုးတွေပြောသေးတယ်ပြီးမှတော့ဟို PDF ကနေပြီးတော့လဲပြတ်တာကြည်တန်းတော့ပုံလုံးနဲ့စော်တဲ့ခါကျမှတော့ဒါ PDF တွေက mic ပါတယ်လို့เนาะဟိုအမျိုးတွေငါနဲ့မတူငါရန်သူဒါလက်ပါညာဒါမျိုးတွေမလုပ်တင်ဘူးလို့မင်းတို့ပေါ်มาတွေရောအဲ့ချိန်ကျမှအတန်ကောင်း ဖော်မူလာနဲ့ဟုတ်ပြီနော်အခုလိုမျိုးအချိန်စီတုန်းကိုမိသားစုနဲ့ကိုဒါပြောပြောရှင်အေးလူလူနဲ့လူပြေမှာရောက်တော့နော်ခဏတက်တန်းစီနေသွားတာအကောင်းဆုံးလို့တော့ဒါကျွန်တော်အနေနဲ့တော့ပြောချလို့လဲဆိုတော့ဒါကြောင့်မို့လို့နော်ဟိုဒီမင်းအောင်လိုင်းကောင်းလာရေးနော်တကယ်လူတက်တိုင်းပြည်ကိုဖြတ်နိုင်ငံတော်ပုံကံမူကြီးတမန်တော်တွေတိုင်းနိုင်ငံတွေဖန်ပြည်သူတွေနိုင်ငံသားကျင်းသားတွေကိုထောင်ထဲထက်ချုံနှောင်ထားနော်တမတော်ကြီးကိုဖြက်စီနိုင်ငံကြီးကိုဖြက်စီမွဲတေးပြီးအားချမှလည်းအစင်းရဲသောနိုင်ငံဖြစ်ကဘာမှာဆိုရင်ပြောဖို့နေတော့ ਨੇ ဒီလိုမျိုးပုံစံနေတဲ့လူတွေတည်ကြည်ပြက်စီငတ်တွေဒုက္ခမျိုးစုံရင်ဆိုင်နိုင်ငံကြုံကြုံချက်လုံးဝဟို ်ပြောစရာစကားတွေတော့ကုံလောက်တဲ့ဒီပတ်ပတ်ဆက်ဆက်နိုင်ငံကြီးမွဲတွေငရဲကန်းကြီးကြเนาะလက်ရှိငရဲဒါမျိုးတွေကြိတ်စားတင့်တယ်လားမြန်မာနိုင်ငံတော့ပုံမှန်တော့တွေးလောက်အောင်ကြည့်တော့မှာဒီတော့လောက်မူရရာသာခိုင်ကောင်းဆောင်မင်းအောင်လိုက်ဟိုတန်းပြေဒီလိုမျိုးလုံနေတာတောင်းမှာပဲเนาะဟိုအဲ့လိုမျိုးနဲ့ပူပေါင်းခြင်းနဲ့ဆိုတော့လေမင်းတို့ရဲ့တဘောပေါ့ဒါတတိပေးတယ်မင်းတို့ခြောက်တာလည်းမဟုတ်ဘူးเนาะမင်းတို့ခြောက်လည်းမင်းတို့ကလေးမဟုတ်ငါတို့ကလည်းတရားတတိတပတ်တွေမဟုတ်ဘူးဆိုတော့ဒါကြောင့်မို့လို့เนาะဟို ဒါရန်ကုန်အာမီရပီဒီအက်ကနေပြီးမှဒါထုတ်ပြန်လိုက်ပြီးအခုရှင်းသွားမှာနော်ဟိုတယ်လောင်းနေလွတ်တော့ကိုတယ်လေအေးကြိုက်တယ်အဲ့အဖွဲတွေကိုလည်းဒီလိုမျိုးထုတ်ပြန်နေကျွန်တော်လိုချင်တာနေတဲ့တိုက်တော့နေဒီဖွဲတွေကိုလုံးဝလေးစားတယ်မိုက်တယ်မိုက်တယ်အဲ့ဒါမှမဟုတ်အဲ့လိုရန်ကုန်အာမီ PDF တွေပါလေဆိုလို့ရှင်ဒါသူတို့ပေါ့နော်အဲ့လိုလက်တွေ့ကြကြတကယ်လှုပ်ဆောင်တော့မယ်ဆိုတဲ့အခါကျဒီလိုမျိုး PDF တွေကိုဒါပြည်သူတွေကလည်းအဲ့လိုမျိုးလှုပ်တော့မယ်ဆိုတဲ့အဖွဲတွေကိုပန်ပိုးပါပိုက်ဆံနေပါလေနော်ဒီမြများမှန်ပိုးပါနော်အဲ့လိုပွဲတွေအဲ့ရမှာသူတို့ကပို့ပြီးမှပစ္စည်းလက်နဲ့ခင်ပြည့်စုံတယ်ဆိုတော့ပို့ပြီးအကောင့်ထဲပို့နိုင်တာပေါ့နော်ဒါမျိုးဆိုလို့ရှင်တော့နော် ဟိုတန်တယ်ဒါကြောင့်မလို့အဲ့လိုမျိုးဖွဲ့တယ်ဟိုနော်ဒီလူတွေနဲ့ဒီရွေးကောက်ပွဲလည်းနေလာပြီဆိုတော့ဒါကြောင့်မလို့ဒီလိုမျိုးတိုက်ပွဲတွေလည်းပေါ်တော့ရွေးကောက်ပွဲကနေဆက်လာမတိုင်မီမှာကျွန်တော်တို့ကဒီလိုမျိုးကိုယ်တော့ဘာတက်လာတဲ့လူဘွားဝါတဲ့ကောင်တွေကိုယ့်ဘက်ကိုကြည့်တဲ့ကောင်တွေအများလေးသေးချနိုင်မယ်ဆိုတော့ကဲကောင်တမ်းမျိုးတွေကောင်မတွေဟိုဒါမျိုးတွေကိုပြက်ပြက်တသားနဲ့ရှင်းထုတ်သွားတော့မှပဲဖြစ်ပါတယ်နော်ဒါကြောင့်မို့လို့เนาะဒီခွေအုပ်တွေရောအုပ်ကြီးတွေရောဘာတွေရောအကုန်လုံးကိုဆိုလို့လာเนาะအကုန်အပြတ်ရှင်းဖို့ခုအောင်းကောင်းเนาะဒါကြောင့်မို့လို့ဒီလိုမျိုးရှင်းနိုင်အောင်လည်းဒီ မျိုးပြပြောင်ကြားဖွဲ့တွေပါတွေကိုများများသားသားကံပိုးဖို့လိုတယ်လို့တော့ပြောချင်တယ် NUG အပါအဝင်အဓိကမိုင်းကအဲ့လိုမျိုးနော်တောထဲမှာတိုက်တာလည်းတိုက်တာပဲဒါပေမဲ့မျိုးတဲ့ကလူတွေကိုတယောက်တယောက်အမဲချေချွေနိုင်တာပုံပြီးမှတိရောက်တယ်လို့တော့ပြောချင်တယ်အဲ့လိုမလို့ကျွန်တော်နေ့တိုင်တိုက်တော့အကျိုးလည်းနှက်သွားတာပေါ့နော်အခုဆိုရင်ဒါမိုက်တဲ့စိတ်ချမ်းသာတဲ့ဂျင်းနဲ့အားရတယ်နော်တကယ်ဟိုမှကျင်းနမှုရှိတယ်ဒီလိုမျိုးရန်ကုန် PDF တွေကနေခုလိုမျိုးထုတ်ပြန်တာဆိုတော့အပြည့်ရှင်းမယ်ပေါ့နော်ဒီခွေးတို့ဘောက်ကတက်လာတဲ့ဟာတွေအဲ့လိုမျိုးထုတ်ပြန်လိုက်တော့ကြာအာမိုက်တယ် နောက်ပြီးဒါတခြားသောမြို့တွေအဖွဲ့တွေကလည်းထုတ်ပြန်ဖို့လိုပါလေနော်ဟိုထုတ်ပြန်ရုံမဟုတ်လက်တွေလည်းစော်ဖို့သူတို့ခြောက်တာမဟုတ်နော်ဒါတတိပိတ်ပြောကြနေတာလူဆိုလူဘွာရခဲ့တယ်ကိုမိသားစုနဲ့ကိုအေးချမ်းပေါ့ဒီတတ်တခိုင်တော့နော်သူတို့လက်ထားပြောမယ်ဆိုလို့ရှင်ဒါအထက်တန်းသားတွေကြပါလေအထက်တန်းသားဆိုစိတ်သက်ပိုင်းကိုဆံရအောင်ပြောတာမဟုတ်ဘူးเนาะဒီအိုက်ဆန်ရှိတဲ့လူတန်းသားကိုဆိုလိုတာပေါ့เนาะအဲ့လိုမျိုး ပုံကဒီလိုမျိုးအနေထားနဲ့ကိုယ်မှာ Python တွေပါပြည့်စုံတယ်ဒါလက်ရှိပညာတတ်လို့လည်းပြောလို့ရတယ်သူဒေါက်တာဘွဲ့တွေပဲဒီလိုမျိုးအနေထားမျိုးဒါတောင်ဒီလောက်တောင်ပြောလို့ရှင်နဲ့မနေချင်ဘူးလားပေါ့နော်တေချာကုတ်ကိုလေးနေနေနဲ့ပြန်စနေနှစ်ဖို့ပေါ့လက်တင်ကြီးစဉ်းစားကြည့်လိုက်နော်ဒီတသက်ခိုင်တော့အနေထားရတယ်နော်အဲ့လိုမှမဟုတ်ဘူးဆိုလို့ရှင်တော့မင်းတို့တိနေရပဲပြည်သူတွေကစော်မှာနောက်တစ်ခါကျမှတောင်းမှန်လို့လည်းမရဘူးနော် ပြောင်းဆောင်အောင်အိမ်မှာနော်တကယ်နော်ဒါအာနာရှင်ခုချင်းအခုသက်သက်ခံပြောတယ်လို့မျိုးစစ်တွေဥမော်လာတယ်လည်းမဟုတ်ဘူးနော်ခုဆိုရင်ဒါရခိုင်ပြည်မှာဆိုရင်လည်းနေတဲ့အာသေးသေးပြီးပေါ်တာတွေအတင်းဆွဲခုဆိုရင်ဒါရန်ကုန်မှာဆိုရင်လည်းညမထွက်နဲ့ပါညတော်လိုင်းတစ်ဖွဲ့တည်းနဲ့တတိပေးနေတယ်ဟုတ်ပြီနော်လူငယ်တွေနဲ့ဒါအကြီးကျယ်လိတ်ဆွဲနေတယ်နော်ဟိုဟိုတနေ့ကတော့လည်းဒါမိမစီသွားတောင်းမိမသွားတောင်းတာပေါ့လူငယ်တယောက်ကအဲ့အောင်လမ်းဖြတ်ပြီးတော့ဒါအုတ်ကြီးပြူစောတီစစ်ခွေးရနေပြီးမှဒါ သူ့ကိုပေါ်တာဆွဲပလိုက်တယ်နော်သွားပြီပေါ့မဟုတ်လားမရခင်ကွဲသွားပြီအဲဘယ်တော့မှပေါအောင်တော့မှမဟုတ်သေးကြတယ်ဘာလို့လဲဆိုတော့သေမှာပဲစစ်တပ်တွေရောက်သွားပြီဆိုသေမှာပဲနော်ဒါကြောင့်မို့လို့ဟိုပြည်သူတွေလူငယ်တွေနဲ့လျှောက်မှာပြင်အသေးခံခိုင်းနေတာနော်အသေးခံခိုင်းတာဖြစ်တဲ့အတွက်အလင်းဝင်မှာထွက်ပါအလံဖြူထောင်းမှာစစ်သားတွေနေနေလဲနောက်တန်းရဲမိတယ်လဲနားချပါနော်နောက်တန်းရဲမိတယ်ကျပုံသုံးလို့လမ်းရတယ်ရအောင်မှာနော်ဒါမဲ့လူစော်ပပနဲ့နဲ့နဲ့ဘေးပတ်ဝန်းကျင်လဲမသိအောင်ပေါ့နော်ဟိုစပိုင်သဘောမျိုးတချို့သဘောမျိုးနဲ့လောက်ပေါ့ထောက်လန်းစတိုင်နဲ့လောက်ပေါ့နော်ဆိုတော့ ရှေ့တန်းလူတွေကတော့တောင်းမှတော်ချက်တွေဖြစ်သွားပြီသူတို့ကဖုန်းလိုင်းတွေလည်းမမီဘူးဖြတ်ထားတဲ့ခါကျတော့သူတို့ဘာမှမသိဘူးတစ်ခါတည်းမှာဖုန်းဆက်သွယ်ရလို့ရှင်နားချလို့ရတယ်နော်နောက်တန်းရဲမိတဲ့နေနဲ့အဲ့လိုမှမဟုတ်ဘူးဆိုလို့ကတော့ကိုယ်တွေလည်းမဟုတ်ဆုံးမှဖြစ်သူတို့လည်းငရဲပြေရောက်ဆိုတဲ့ပုံစံမျိုးကတော့လူဖြစ်ရတယ်မတန်ဘူးနော်လူဆိုကိုယ့်မိသားစုနဲ့ပြောပြောရှင်နေမင်းအောင်လိုင်းတွေတို့လိုက်နေထွေထွေထုံးမပြောချင်ဘူးမင်းအောင်လိုင်းတို့သူ့မိသားစုနဲ့ပြောပြောရှင်နေတယ်လေးနေပါလေအလှူငွေတွေနဲ့ဝယ်စီးတယ်ပြောပြောရှင်နေတယ်ချမ်းချမ်းသာသာအောင်သူ့မိသားစုကိုပြည့်စုံအောင်ထားနိုင်တယ်ဟာကန်တယောက်ကောင်းတာတယ်နော် မရောက်လဲမိုက်တော့မိုက်တယ်သူသားသမီးတွေပြည့်အောင်စုံလင်အောင်ထားနိုင်တယ်နော်ပြန်သူဆရာလောက်လို့ရတယ်ဘယ်ကောင်းနေမဲဟိုနဲ့သွားဒီနဲ့လာအမေယာရုဖြုတ်လိုက်တော့အမေယာရုတက်လိုက်တော့ဟုတ်ပြီမင်းခွေးရေချုပ်လိုက်တော့မင်းဖို့ရေချုပ်လိုက်တော့အာငါမျိုးတွေလောက်လို့ရမဲဟောင်းလဲတော့မိုက်တယ်မိုက်တယ်ဟမ်နော်ဟုတ်ပါကြီးပော့ကုန်မယ်ဟာတာပြောတာမဟုတ်ပါဘူးနော်ဟိုတကယ်ပြောတာဒီကိုယ်လည်းနော်မသေးခြင်းရင်ကိုကိုကိုဟိုတန်ဖိုးထားတဲ့ဆိုလို့ရှင်တော့ရှောင်းလို့ခုလိုနေတဲ့အချိန်ခါမှာဒါဟိုရွေးချယ်ပုံနှစ်ခုရမယ်เนาะမသေးလန်းနဲ့သေးလန်းကြိုက်တဲ့လန်းကိုရွေးချယ်နိုင်တယ် နော်ပြီးမှတော့ကျမတို့ကဘာဖြစ်လို့ညာဖြစ်လို့လောက်ရတာပဲဒီချိန်မှာမင်းတို့အရင်မခံဘူးကံတစ်ချိန်ချင်းမင်းတို့အရှင်းခံမှာနော်ဤသူရဲ့အစီရင်တရားစီရင်ခံရောက်လာလို့မင်းတို့နော်တစ်တလာရဲ့တပည့်တွေကျွန်နေလို့မျိုးနော်ဟိုတရားရုံလည်းရောက်လည်းရောက်ရောကိုကျွန်တော်တို့အမိတ်ရလောက်ရတာပါဒီပါတောင်ပြောင်ပြောင်ရှောက်ပြောလို့မရဘူးနော်အပြည့်ရှင်းခံမှာဆိုတာပြောရနေပဲနေကုန်ကျုပ်တတိပေးလိုက်တယ်ဒီလောက်ပါပဲစေအုပ်စုကမြန်မာပြည်သူများအပေါ်လူမဆန်သောလုပ်ရက်များကျူးလွန်နေမှုမှကယ်တင်ပေးရည်မိတို့လှုပ်ဆောင်နိုင်မည်ကိုအကြံပြုကြရန်တမ်မတ်ကြီးဦးကျော်မိုးထွန်းတိုက်တွန်းတောင်းဆို အကျန်းဖတ်စစ်အုပ်စုကမြန်မာပြည်သူများအပေါ်လူမဆန်သောလုပ်ရများကျူးလွန်နေမှုမှကယ်တင်ပေးရေးမြည်တိုလှုပ်ဆောင်နိုင်မည်ကိုအကြံပြုကြရန်ကုလသမဂ္ဂဆိုင်ရာမြန်မာအမြဲတမ်းကိုယ်စားလှယ်တမ်းမတ်ကြီးဦးကျော်မိုးထွန်းတိုက်တွန်းတောင်းဆိုလိုက်သည့်အောက်တိုဘာလ15ရက်နေ့အမေရိကန်ပြည်ထောင်စုနယူးယောက်မြို့တွင် ကုလသမဂ္ဂလူမှုရေးလူသားချင်းစာနာထောက်ထားမှုနှင့်ယဉ်ကျေးမှုရေးရာကော်မတီတတိယကော်မတီတွင်လူအခွင့်ရေးဆိုင်ရာမဟာမင်းကြီးများ ဘောကတာကနှင့်အပြန်အလှန်ဆွေးနွေးပြကြသည့်အစီအစဉ်တွင်တန်မတ်ကြီးဦးကျော်မိုးထွန်းကအထက်ပါအတိုင်းတိုက်တွန်းတောင်းဆိုလိုက်ခြင်းဖြစ်သည့်ကုလသမဂ္ဂလုံခြုံရေးကောင်စီအနေဖြင့်ကုကယ်ရာမဲ့နေသည့်မြန်မာပြည်သူများ၏အသက်အိုးအိမ်များအားကယ်တင်ရန်နှောက်နှေးကြံ့ကြာလုပ်ဆိုင်နေသည့်အချိန်တွင် ကုလသမဂ္ဂကော်မတီနိုင်ငံတကာအတိုင်ဝန်နှင့်တက်ဆိုင်ရာတာဝန်ရှိပုဂ္ဂိုလ်အဖွဲ့အစည်းများကမြန်မာပြည်သူများနှင့်ရင်းတို့၏အနာဂတ်များအပေါ်စစ်အုပ်စု၏လူမဆန်သောလုပ်ရမြထံမှကယ်တင်ပေးရန်မြည်တို့လှုံ့ဆော်နိုင် မိကိုလူခွင့်ရေးဆိုင်ရာမဟာမင်းကြီးအနေဖြင့်အကြံပြုပေးစီလိုကြောင်းတန်မတ်ကြီးကပြောဆိုသည်ကုလသမဂ္ဂဆိုင်ရာမြန်မာအမြဲတမ်းကိုယ်စားလှယ်တန်မတ်ကြီးဦးကျော်မိုးထွန်းကမြန်မာနိုင်ငံတွင် ဖြစ်ပေါ်နေသည့်စိုးရိမ်ရသောလူခွင့်ရေးခြေနေများသည့်စစ်အုပ်စု၏အကြံဖတ်မှုများနှင့်စနစ်တကျကျူးလွန်ခွင့်ရရှိနေသည့်ပြစ်ဒဏ်ကင်းလွတ်ခွင့်တို့ကြောင့်ဖြစ်သည်ဟုသောမဟာမင်းကြီး၏ပြောကြားချက်ကိုများစွာသဘောတူညီကြောင်း မဟာမင်းကြီး၏အစီရင်ခံစာတွင်အရက်သားပြည်သူထိခိုက်ပျက်စီးမှုမြင့်မားနေခြင်းကိုမှတ်တမ်းတင်ဖော်ပြထားပြီးသည့်အချိန်ယခုနှစ်အတွင်း၌လည်းအရက်သားတည်ဆုံမှုအရေးအတွက်သည်ဆက်လက်မြင့်တက်နေကြောင်းတာအမတ်ကြီးကရှင်းပြသည်